ိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှင်အကူညီရဖို့အတွက်တစ်ဖက်သားကိုတိတ်ကျွွန်တယ်တစ်ဖက်သားကိုကျွွန်ပြီးတော့ပေါင်းတဏလာအောင်ပေါင်းတတ်တယ်အញ្ញတထုရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှင်နော်အကူကြီးအာကိုပါတယ်အမကြီးအာကိုပါတယ် ਨੇ ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အញ្ញတထုရမိတ်ဆွေသူအကျိုးသူမျော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းတင်လောက်တတ်တယ် အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတတုဟာမိတ်ဆွေလို့ခေါ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေတဲ့ဝေဝေကရှာကိုကိုတိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုဝစီပရမလက်မပါဘူးအပြောလေးကပဲခြိုးတယ်ဝစီပရမဝစီပရမဆိုတာလောကုလုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ် သူကလောကလုံးတာဘာနဲ့လောကလုံးတုံးဆိုရင်အတိတ်နဲ့လောကလုံးတယ်အနာဂတ်နဲ့လောကလုံးတယ်ဆိုပါစို့အိမ်တိမ်သွားလဲဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားဟင်းချက်ထားတာအခုတော့မင်းချင်ရင်ပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားဟင်းနောက်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟောမနေ့ကဟာနဲ့အခန့်လွတ်လိုက်တာပဲအဲ့ဒါ တခါတလျံဟိုနှစ်ကဟနဲ့အက်ခံလိုက်5မိနစ်တုန်းကဈေးကွာဖြစ်တုန်းကမင်းမလာဘူးကွာမင်းကိုငါမျောလိုက်တာမင်းမလာဘူးခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတယ်ဩဒီကောင်ငါပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာကနဲ့အက်ခံတယ်ဆိုတာပါအေးနောက်နှစ်ခါကျတော့ မင်းလာခဲ့ဒီဒီချိန်လာခဲ့မင်းတို့ကျင်နာတွေကအကုန်ရားစီနောက်နှစ်ခါသွားရင်တော့ရားချင်မှရမှာဒါပဲလို့နောက်နှစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန္နာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန္နာပုံကူမျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးတဲ့အဲ့ဒီပုံကူမျိုးနဲ့တတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုတ်တဲ့ဟာလည်းရှိတယ် မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာကွာမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတည်းတည်းရှိလို့ကွာအလို့မဆိုရင်မင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတည်းတည်းရှိလို့အလို့ဆိုမင်းငါပေးပါငွေသွားချိလို့ရှိရင်လည်းဟာငါမှဒီနေ့ကြက်နေသေးလို့ကွာအလို့ဆိုရင်ငါမင်းပေးပါလေဟာ ။ငါတည်းမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းကမပေးနိုင်သေးဘူးကွာ။ဘုရားကြီး။ဝစီပါရမလို့ခေါ်တယ်တဲ့။အဲ့ဒါလို့လှုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူး။စိတ်အတွင်းကမပါဘူး။အဲ့ဒီလိုပုံကူမျိုးမိတ်ဆွေမျိုးမိတ်ဆွေတို့ကိုဝစီပရမမိတ်ဆွေလို့ခေါ်တယ်။ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်။ဆိုပါစို့။တကယ်ချင်းငါသွားเสียရရှိလို့မင်းကားလေးခဏငါစမ်း။ဟာငါကားမင်း လျှော်ပါမကောင်းလို့ကဒီနေ့ဝမ်းလျှောက်ဖို့อ่ะတကယ်တော့ကောင်းတယ်ကောင်းကျင်လည်းကောင်းနေမှာပေါ့เนาะကားကဘာဖြစ်နေလို့ခီးခွေသွားလို့မရသေးဘူးဘုမုံငါကားဝမ်းလျှောက်ထိုးထားတယ်ဟောဖို့မဟုတ်ဘူးပေါ့ပစ္စုပန်မှာအပြည့်ပြလိုက်တယ်လေအပြည့်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြည့်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုး ဒါလောကကြီးမှာကြုံရတတ်ပါတယ်ဒါမျိုးတဲ့အဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေတို့ပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးတဲ့နောက်တစ်ခုကတော့အနုပိယဗာဏီအနုပိယဗာဏီဆိုတာဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းတယ်လိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတို့ပဲတဲ့မကောင်းဘူး ဘယ်လိုအကြိုက်လိုက်ပြောတာတုံးဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်လဲဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒါလို့အကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်မယ်ဆိုရင်လည်းဟာကောင်းတာပေါ့ ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားကတော့လိုက်ပြီးတော့ तू အကြိုက်လိုက်ပြောတတ်တဲ့မိษွေမျိုးကလည်းမိษွေကောင်းမဟုတ်ဘူးတဲ့ဟောဒါတွေကိုလည်းလူတွေကပေါင်းသိညတာဘာဖြစ်လို့လဲကိုယ်သဘောနဲ့အန်ကျဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချိန်မှန်တယ်ရှေ့မှာကြတော့ချိန်မှန် လူတွေကရှေ့ကြတော့ချင်းမွားကြတယ်လေဟုတ်တာပေါ့ဟုတ်တာပေါ့မင်းတိတ်တော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ်ကြရင်ဒီကောင်ဒီတိုင်းမှာဒီကောင်ဘယ်ဟုတ်လဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းကမကောင်းကြောင်းနေပြောတော့ရင်နောက်တစ်ယောက်က ထသွားအဲလှုပ်ရှားရှိသေးတယ်ပြန်လိုက်အောင်မယ်ဆို ကိုတယောက်ကဘာလို့မေးထိုးပြီးတော့ကြံရနေသူလည်းတူတူပါပဲဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပိယပါဏီရှေ့တော့ကောင်းတယ်၊ကြွယ်ရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ညဆောဗျာတတိထားမဲ့ပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ်၄ကဘာတော့ဆိုလို့ရှိရင်အပါယသဟာယစီးပွားပြတ်ဖို့အတွက်မှအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ် အပါယသဟာယပစ္စည်းဥစ္စာတွေပြတ်ပျက်စီးဖို့အတွက်အပေါင်းအသင်းတယ်ပါတော့ဆိုလို့ရှင်အေးဘီယာဆိုင်သွားမယ်ဖို့ပဲလိုက်မယ်နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှင်အေးလိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက် ဲ့ဒါအပါယသဟာယလို့ခေါ်တယ်။နောက်အချိန်မတော်အချိန်တော်လမ်းလေကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲ။အဲ့ဒီဘက်မှာကျစိတ်ဝင်စားဖရာတော်ကြောင်းတဲ့ကြတော့မလိုက်ဘူး။မဖြစ်သေးလို့လို့ညာရှိသေးလို့နော်အလုတ်မအားသေးလို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူး။အလုတ်အားမှဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေ။ကိုအားမအား အေးနောက်တစ်ခုကသူကဘာလုပ်တော့လဲပွဲလန်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်ခေါ်လို့ရှိရင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘယ်နေရာသွားပြီးတော့ချဲထိုးအောင်နှလုံးညှိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရိုက်အောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယတဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်း အပေါင်းအသင်မိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်ရမယ်မိတ်ဆွေမိတ်ဆွေလို့တောင်မြတ်စွာဘုရားကမခေါ်ပဲနဲ့အမိတ်တရန်သူလို့တောင်သတ်မှတ်တယ်။ဘာကြောင့်ရန်သူလို့သတ်မှတ်တုံးဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာကိုပရမတော်တွေတွေ့တွေ့နေတာဟုတ်တယ်ရောင်ရောင်ရှိသို့ဘောကိုဘောကပျက်စီးဖို့ပဲဒါဗျာ တောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားဖဲအပြောပါသွားဖို့သွားဖဲဆိုပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလူမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ်တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလည်းသတ်မှတ်အေးပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားခေါ်ထားတယ် အဲ့ဒီလိုပုံကမျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်းတဲ့ပုံကိုယ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မတတ်မှတ်သင့်ဘူးပေါ့လောကလူဆိုတာကတော့ကြုံတွေ့ကြမှာ